မင်္ဂလာပါ audio wine song nai ma chou so ba de yakku de ka ma do mo le wa ta myama yangon thana kwe paik ka ni tin tha de mo chi mi tri pe jet so de chang go phat pya pe ma phit ba de na sin chi paw khmyar mo chi mi tri pe jet 1389ခု ga song la phi jor de ye 2025ခုနဲ့베라12ရက်ယနေ့မြမစံတော်ချင်းညနေ4နာရီခွဲချင်းနောက်ဆုံးရရှိသည့်အချက်လက်များအရ အရှေ့ဘက်နဲ့နောက်ဘက်မှလာသော လေဝေလိုင်းများဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်လျက်ရှိသည့်လေဖီအားနှင့်ဆဲဤအရှင်ကြောင့်လွင့်စင်လာသည့်အာကောင်သောအပူပြန်တက်တိမ်တိုင်များနှင့်အာရှကုန်းတွင်းဒေသမှလေအေးများတွဲဆုံနိုင်မှုတို့ကြောင့်လကောင်းမကြာမီရပိုင်းတွင်ဝင်ရောက်လာမည့်အနောက်တောင်မုတ်တုံလေဦးကြောင့်လကောင်းယနေ့မှစ၍25ရက်5လ2025ရက်နေ့တွင် နေပြည်တော်စကိုင်းတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီး အေရီတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ချင်းပြည်နယ်၊ရှမ်းပြည်နယ်၊ရခိုင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့တွင် နေရာနှံပြားမိုးထစ်ချုံရွာပြီးနေရာကွက်ပြိတ်မိုးကြီးခြင်း၊ဒေသအလိုက်မိုးကြီးခြင်း၊လက်စည်းလက်ချင်း၊မိုးချင်းချင်း၊မိုးကြိုးပစ်ခြင်း၊မိုးသီးကျွေခြင်းနဲ့မိုးတက်လေပြင်းတိုက်ခတ်ခြင်းတို့ဖြစ်ပေါ်နိုင်ပြီး မိုးတက်လေပြင်းကြစဉ်ရေပြင်းမြေပြင်းလေသည် တနအီလင်း မိုင်40မှမိုင်50အထိတိုက်ခတ်နိုင်သည်ဟုခန့်မှန်းရပါတယ်။ဒါဖြစ်ပါ၍ယနေ့မှစ၍25ရက်5လ2025ရက်နေ့အတွင်းမိုးရွာသောညကြောင့်ဖြစ်ပေါ်လာနိုင်သည့်ရေကြီးခြင်းမြေပြိုခြင်းနှင့်လေပြင်းတိုက်ခတ်ခြင်းကြောင့်ဖြစ်ပေါ်လာနိုင်သည့်အဆောက်အုံများတပင်းကိုင်းများဖိုင်ဘာလိုင်းများနှင့်လျှက်စစ်တားအားလိုင်းများပြိုကျရိုင်းနေခြင်းစသောသဘာဝဘေးအန္တရာယ်တို့ဖြစ်ပေါ်နိုင်သည့်အတွက်ကုန်းမြင့်ဒေသနေတွင်နေထိုင်ကြသူများနေဖြင့်မိုးကြိုးပစ်ခြင်းနှင့် မြေပြုံမှုအန္တရာယ်ကို၎င်းမြမကံရိုးတန်းတစ်ချက်မြင်းငယ်ချောင်းငယ်များအနေနဲ့မြေနေပိုင်းတွင်နေထိုင်ကြသူများနေဖြင့်လေပြင်းအန္တရာယ်နှင့်လဲတပြက်ရေကြီးရေချမ်းမှုအန္တရာယ်တို့ကို၎င်းကြိုတင်သတိပြုပါရန်နှင့်စိုက်ပျိုးမွေးမြူတောင်သူများပါဝင်ပြည်ရင်းလေချောင်းပြန့်တန်းရေပြည်ရင်းရေချောင်းသွာလာရေမြမကံရိုးတန်းတစ်ချက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့ရှိကန်ဒီကန်ဝေးငါးဖန်းရေရင်များဆက်လီများ တင်းမောင်းများနေဖြစ်လေကြိုတင်သတိပြုနိုင်မှရန်ကြိုတင်၍အတိပေးနှိုးဆောင်တင်ပြပါသည်လေဖီအားနှင့်ဆဲချင်နေသတိပေးချက်1389ခုကစုံလာပြကျော်တရက်2025ခုနှစ်မေလ12ရက်တိုင်းထွာရရှိသည့်အချိန်နေယနေ့မြန်မာစံတော်ချိန်ဆယ်နာရီခွဲချိန်တိုင်းထွာချက်များရကပလီပင်လယ်ပြင်တွင်ဖြစ်ပေါ်နေသော လေဖီအားနှင့်ဆဲသည့်မြောက်အနောက်မြောက်ဘက်သို့ အနှန်းငယ်ရွေလျားခဲ့ပါသည်ခံမှန်းချက်အစိုးရလေဖီယာနှင့်ဆဲသည်မြောက်နောက်မြောက်ဖက်သို့ဆက်လက်ရွေလျားနိုင်ကကပ်ပလီပင်လယ်ပြင်မြောက်ပိုင်းကပ်ပလီကျွန်းဤသို့ရောက်ရှိနိုင်ပြီးလာမည့်36နာရီအတွင်းလေဖီယာနှင့်ရာဝန်ဖြစ်သို့အားကောင်းလာနိုင်ကအနောက်မြောက်ဖက်သို့ဆက်လက်ရွေလျားနိုင်သည်ဟုခံမှန်းရပါသည်မြမပင်လေပင်မအကျိုးတက်ရောက်နိုင်မှုအစိုးရလေဖီယာနှဲဆဲ၏အရှင်ကြောင့် ယနေ့မှစ၍23ရက်5လ2025ရက်နေ့တွင်မြမကန်ယိုရန်တချောင်းနှင့်ကန်လွန်ပင်လယ်ပြင်တို့တွင်၎င်းဂျပန်ရခိုင်မိုဒက်လေပြင်းများကြားရောက်ပြီးလိုင်းအသင်းတင်းမှလိုင်းကြီးနိုင်ပါသည်မိုဒက်လေပြင်းကြစဉ်မြေပြင်ရေပြင်လေသည်တနာရီလ35မိုင်မှ မိုင်40အထိတိုက်ခတ်နိုင်ပြီးလိုင်းအမြင့်မှာမြမကန်ယိုရန်တချောင်းနှင့်ကန်လွန်ပင်လယ်ပြင်တို့တွင်9ပေမှ12ပေခန့်ရှိနိုင်ပါသည်မြန်မာနိုင်ငံပေါ်အကျိုးသက်ရောက်နိုင်မှု အဆိုပါလေပီယာ20ရဲ့အချိန်ကြောင့်ဇနေ့မှစ၍23ရက်5လ2025ရက်နေ့အတွင်းနေပြည်တော်စကိုင်းတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်ရှမ်းပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့တွင် နေရာဆက်စိတ်မှ နေရာနံပြားမိုးထစ်ချုံရွာသွန်းနိုင်က နေရာကွက်ရွေ့ မိုးကြီးခြင်းဒေတာလိုက်မိုးကြီးခြင်းလက်စည်းလက်ချင်းမိုးချင်းချင်းမိုးသေးကြွယ်ချင်းမိုးချောပစ်ခြင်းနဲ့မိုးတက်လေပြင်းတိုက်ခတ်ခြင်းတို့ဖြစ်ပေါ်နိုင်ပါတယ်။ကိုယ်စိတ်နှပြကျန်းမာရွှင်လန်းကြပါစေ။ထူးခြားမိုးလေဝသတရေများအချိန်နဲ့တပြေးညီသိရှိနိုင်ရန်မိုးလေဝသမြန်မာရန်ကုန်ဌာနဝက်ပိတ်အား follow ပြုလုပ်ထားနိုင်ပါသည်။ဒေါက်တာဆိုင်းခွန်အားကစီမံညွှန်ကြားရေးမှူးမြန်မာနိုင်ငံ ကိုယ်စားပြုဌာနမိုးလေဝသမြန်မာ နားဆင်ပေးကြသူအားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးသောမြန်မာနိုင်ငံသားအပေါင်းဘေးပြရွေဝေးကွာကြပါစေဗျာ